ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်တမီးရဲ့အမေတကြားတွေထည့်ခဲ့တယ်နော်ပွက်လာရင်လိုအပ်တဲ့အမွေးနှစ်သားတွေအရသာလေးတွေလည်းထပ်ထည့်လာအောင်တော့ကြားလာစိတ်ချမယ်နော်သိချဖြောအမေကောင်းလေးမိသားစုလာပြီလားတွားကြည့်အောင်မယ် ဒီလိုနဲ့ဒေါ်ဖြူလင်းမိဖို့တွေကနေထွက်သွားတော့တာပေါ့ကွယ်။မန်နီတယောက်ကတော့ချွေးရီဒီဒီကြလို့နေတော့တာပေါ့။ပူပြင်းလာတဲ့နေရာဒီမှာဘသူကများလက်ဖေးတောက်ချက်မှာလဲ။အမေသာအေးစိတ်နေတဲ့ဖြော်ရည်ဒါမှမဟုတ်လဲ။နွားနို့လေတပူလောက်မှားလိုက်ကောင်းမှာ။ဒီလိုမျိုးအပြစ်မှန်ခံပြီးလက်ဖေးလုံးနေစရာလည်းမလိုပါဘူး။ဒါကတော့နေရာဒီမှာလက်ဖေးရင်းနဲ့တိတ်ပြီးအချိန်မပေးနိုင်တဲ့မန်နီလေးပေါ့ကွယ်။ဒီနေ့မှာတော့မန်နီကိုလာကြည့်မယ်တတိသားလေးရဲ့မိသားစုကရောက်လာတော့မှာပါ။ ဗန်ဒီတာကြီးကလည်းတော်ကြနေပြီသူတို့ကစက်တနာကြီးတိတိလာမယ်လို့ပြောထားတာအခုထိရောက်မလာသေးဘူးဟုတ်ကဲ့ဆရာဟုတ်ဟုတ်အခုလေးတွင်ပဲသူတို့ကိုဖုံးဆက်ပြောလိုက်တာသူတို့မိသားစုရောက်တော့မယ်တဲ့ကျွန်တော်ကိုယုံမာမတို့ရဲ့အဲ့လူတွေနဲ့သာဆွေမျိုးတော်ဆက်လိုက်ရင်တော့ခမရတို့သမီးလေးနွားနူတွေတဝါကြီးတောက်ရလိမ့်မယ်ဘာလို့လဲဆိုတော့သူတို့ကနှုတ်လုံငန်းလုတ်ကင်နေတာနှုတ်ဒိုင်းနှစ်ခုတောင်ဖွင့်ထားတယ်လေဗန်ဒီတာကြီးဒါဆိုဟိုဘက်ကမိသားစုညစာစားပြီး နှို့တို့တင်ချင်တို့နှို့စီနဲ့ထောပတ်တွေစားကြမှာပေါ့နော်ဟုတ်တယ်မနီလာ ခမရခံမှန်းတာတကယ်မှန်းနေအဲ့ဒီချိန်မှာပဲချွေးတွေတတိတိကျနေတဲ့ဥကိုကသူ့မိသားစုနဲ့အတူရောက်လာခဲ့ပါတည်းမင်္ဂလာပါဆရာမင်္ဂလာပါပန္ဒိတာကြီးမင်္ဂလာပါဗျာမင်္ဂလာပါဥကိုရာဟေးမင်းရတော့အသက်ရှိအောင်မယ်အခုလေးနေမယ်မင်းအကြောင်းပြောနေကြတာလာလာပါဒီမှာမကြခင်တမတ်တော်မိတ်သူဟာမင်းတို့မိသားစုအတွက်မုံနေယူလာတယ် ။မတို့ရဲ့နှိုးချံကနွားနှိုးစစ်စစ်နဲ့အထူးလှုပ်ထားတာ။ယူပေါင်း။ကျေးဇူးတင်ပါတယ်ရှင်။ဒါပေမဲ့တလောက်များကြီးမုံနေလို့ပြီးတဲလာเสียမလို့ပါဘူး။မင်းတို့ထိုင်ကြပါအောင်။အကုန်လုံးဘာတော့ကြမလဲ။အေးအေးလားအပူလား။ကြည်ရတာချွေးရီတားထွက်နေတာပဲ။ရေခဲနဲ့ဖြိုရီအေးအေးလေးပဲလှုပ်ပြရမလား။အော်မလို့ပါဘူးရှင်။လက်ဖက်ရည်ပဲတောက်တော့မယ်။ဒီလိုနဲ့ခဏအကြာမှတော့မန်နီကလူတိုင်းအတွက်လက်ဖက်ရည်နဲ့မနှက်စာတွေကိုလာချပေးလိုက်ပါသေးတယ် အဲ့နောက်မှာတော့တဖက်မိသားစုရဲ့ကလေးတွေကလက်ဖက်ရွက်ကိုလှမ်းယူလိုက်ကြပါတည်းငါဒီလက်ဖက်ရည်တောက်မယ်ကြည့်ပါဦးငါခွက်ထဲမှာနင့်ခွက်ထဲရထလက်ဖက်ရည်ပူများနေတယ်အိုဖီးယားရေဒီအိမ်ကလူကြီးတွေနဲ့တူကလေးတွေလည်းမရှုံးပါလားသူဘလောက်များများတောက်နေလဲကြည့်ပါဦးဟဲ့ဦးညိုရေမင်းသမီးလုံးတဲ့လက်ဖက်ရည်ကတကယ်ကောင်းနေဒီဘက်ကတော့သဘောတူဖို့ပူများသွားပြီဟဲ့ဂုံယူပါလေမန်နီလာတို့ရေအခုချက်ချင်းလက်ထူကျွေးလိုက်ပါဦး ဒါဆိုကောင်လေးကိုပို့ပြီးသဘောကျသွားတော့တာပေါ့ပြီးတော့နှစ်ဖက်မိသားစုဟာသဘောကျရင်စီစပ်ပွဲလုပ်ကြတာပေါ့ဒီလိုနဲ့ပဲနှစ်ဖက်မိသားစုဟာမန်နီနဲ့ကိုညိကိုစီစပ်ပေးလိုက်ကြပြီးရန်နေငယ်ချမှာတော့မန်နီဟာခန်းနာထေဝါဇော်နဲ့လက်ထပ်ပြီးသူ့ယောက်ျားအင်ကိုရောက်လာခဲ့ပါတဲ့။အိုးဖျားရေဒီလေးလံနဲ့မင်္ဂလာဝတ်ဆောင်နဲ့ငါတတော်ပူနေပြီဘသူများငါအတွက်အေးစိတ်နဲ့တံပြားကြီးလှုပ်ပေးမလဲမသိဘူးမကြီးရေဒီပကံယူပြီးတော့မင်းရဲ့ညီမလေးကိုကြိုဆိုလိုက်ပါအောင်ကွယ်ဟုတ်ကဲ့အမေ လာချစ်ညီမလေးမင်းဟောအထူးကျုပ်ဆိုပါရယ်ကွယ်ဒီလိုနဲ့ပဲမန်နီဟာဆန်ဦးကိုကန်ပြီးတော့အိမ်လေးကိုဝင်လာခဲ့ပါတယ်မိမကြီးဒီနေ့တော်တော်ပူတာပဲချွေးတွေတအားထွက်နေတယ်ငါတို့အဲကွန်းလေးအေးကိုခန်းစားရတော့မယ်အကြီးဆုံးချွေးမလက်ဖေးခက်ပြင်းပြင်းလေးတစ်ခွက်လုပ်ပြီးတော့ငါအခန်းထဲပို့ပေးစမ်းလက်ဖေးတောက်လိုက်ရင်ငါရဲ့ပင်မမှုတွေပျောက်သွားလိမ့်မယ်ဟုတ်ကဲ့အဖေကျန်တဲ့သူတွေရောလက်ဖေးတောက်ကြမလားမစိမ့်မစီနေ့ရက်စလုံးတောက်မှာပေါ့နော်တေချာတာပေါ့ရောင်းမရဲ့ ဒါမင်းစရာလို့သေးလို့လားကျမအတွက်ခွက်အကြီးကြီးနဲ့လုပ်ပေးနေရသည်လို့ပူပြင်းတဲ့ရာသီဥတုမှာတောင်းသူ့ရောက်ခမရရဲ့လက်ဖျေးတောက်ချင်းနဲ့ဆေးရထက်တမ်းမှုကိုမြင်တော့မိုင်းနီလိန်တော်တော်လေးအံ့ဩသွားတော့တာပေါ့အိုဖျားရေငါရခမရရဒီလိုအပူချိန်အမြင့်ကြီးမှာလက်ဖျေးတောက်ကြမှာလားမနီရေနင်ရောလက်ဖျေးတောက်မလားမတောက်တော့ဘူးရောင်းမကျမတို့ရဲ့လက်ဖျေးမလုပ်ပေးနဲ့တော့နော်ကျမတံပြားကြီးတောက်မယ်ဒီလိုနဲ့မန်ကြီးကလူတိုင်းအတွက်လက်ဖျေးလုပ်ပေးပြီး မန်နီကတော့အေးစိမ့်တဲ့တန်မြာရီလေးပြီးလိုက်ပါတည်းဒီလိုနဲ့မန်နီရဲ့နောက်တစ်နေ့ဟာတော့သူ့ရောက်ခမအိမ်မှာစတင်ခဲ့တာပေါ့ကွယ်မိဖို့ကြောင့်လေးကိုရောက်လာတာနဲ့နိုအိုးကြီးနှလုံးထဲမှာနိုရီအများကြီးထည့်ထားတာကိုသူမြင်လိုက်ရပါတည်းဒီအိုးရင်းမှာနိုရီအများကြီးပဲဒီနေ့ကငါရဲ့ပထမဆုံးမိဖို့ကြောင့်တာဝန်ထမ်းဆောင်ရမယ်နဲ့ဖြစ်ပုံရတယ်အဲ့ဒါကြောင့်ငါရဲ့ရောက်ခမနှုတ်ဖြော်ရင်နဲ့မှုန်နေလောက်ခိုင်းတာဖြစ်လိမ့်မယ်။အရင်ချိန်မှာပဲရောက်ခမနဲ့မယ်ရီတို့ကဝင်လာခဲ့ကြပါတယ်။ မင်္ဂလာပါမေအခုပဲကျမလာမေးတော့မလို့ကျမအားလုံးအတွက်ပူရီချပါတီနွားနို့နို့ဆန်းမလိုက်အဲ့လိုတွေလှုပ်ပေးဖို့စဉ်းစားနေရဟိတ်ချွေးမဒီနို့တွေနဲ့မုံတွေလှုပ်မှာမဟုတ်ဘူးလက်ဖက်ရည်လှုပ်ရမှာဘန်နီဟာနို့အများကြီးနဲ့လက်ဖက်ရည်လှုပ်ရမေးဆိုတာကို ကြားပြီးတော်တော်လေးအံ့အားတင်သွားတော့တာပေါ့ဘာပြောလိုက်တာဒီနို့အများကြီးနဲ့လက်ဖက်ရည်လှုပ်ရမယ်ဟုတ်လားမေဒါအယံအများလို့နဲ့ရောင်းမရဲ့ငါတို့အထူးလက်ဖက်ရည်တောက်တာ အဲ့ဒါကြောင့်လေမနက်လက်ဖက်ရည်တစ်ချိန်ထဲနဲ့နှုတ်ဆက်ပိတ်တာတောင်းတာလူတယောက်ကိုအ ਨੇ ဆုံးလက်ဖက်ရည်လေးခွက်စီတောက်တာလေကဲချွေးမအခုပစ္စည်းတွေကောင်ထုတ်လိုက်တော့မိဖွားဟိုမှာထားတယ်အဲ့ပေါ်မှာလောက်ရမှာဂျင်းရဲ့ဖာလာစီရဲ့လေးညင်ပွင့်နေကိုတိတ်ချထောင်းပြီးတော့အရသာရှောင်းထဲ့နော်ဟုတ်ကဲ့အမေစိတ်တူနေတဲ့မန်းနူဟာတကြားလက်ဖက်ချောင်းဒေအူစစ်စကားနဲ့ခွက်တွေကိုအင်းရှိဝင်းနေယူလာပြီးမိဖုပေါ်မှာလက်ဖက်ရည်တိတ်ထားပြီးတော့ပြင်ဆင်နေခဲ့ပါသည် ဒုက္ခပါပဲဒီပူထဲမှာလက်ဖိတ်တွေအများကြီးလောက်ပြီးတော့ငါတော့ချွေးတွေနဲ့ရွှဲနှစ်နေပြီဒဲမှာတောင်းတင်နေတာလေမက်နီဘလောက်ကြာအောင်ပါလေလက်ဖိတ်ရင်းနဲ့ပလာတာမြင်မြင်ယူလာခဲ့စားပြီးရင်ရုံးကိုလေတွားရအောင်မယ်နောက်ကြနေပြီတကယ်ပါပဲချွေးမရဲ့အချိန်တော်တော်ကြာသွားပြီဟေးငါမင်းကိုလက်ဖိတ်လောက်ခိုင်းတာဘလို့ခက်ခဲတာတွေတောင်လုံနေလို့အလုံများနေရလဲပြောဟုတ်ကဲ့မေပြီးပါပြီယူလာခဲ့ပါမယ်ချွေးတွေတတိတိကြနေတယ်မန်နီက လက်ဖက်ရည်ကိုညှဉ်းညူရင်းနဲ့ဖြော်နေတော့တာပေါ့ကွယ်။အိုးဖះရဲ့ငါရဲ့လက်ဖက်ရည်ကြိုက်တဲ့ရက်ခမတွေသဘောတိုင်းဆိုငါတော့ဒီထဲမှာနှိမ့်မြုပ်သွားလိမ့်မယ်။လက်ဖက်ရည်မရှိရင်အတော်ဆူညံသွားမှာသိချရတယ်။ခဏကြာတော့မန်နီကလက်ဖက်ရည်လာချပေးလိုက်ပါတည်းလူတိုင်းကတွတ်တွတ်ချီးမွမ်းကလက်ဖက်ရည်တောက်ကြတော့တာပေါ့ကွယ်။အိုးချွေးမလေးတော်လိုက်တာလက်ဖက်ရည်အရန်ကောင်းနေနောက်တစ်ခွက်တော့ပြီးပါဦး။ဒါပေမဲ့ဖေး ခုနမှနှုတ်စီရဲ့အများထည့်ထားတဲ့လက်ဖက်ကိုအဲ့ဒီတိုင်းတောက်လိုက်တာလေဘလာတာတပွဲလောက်နဲ့စားပါအောင်မဟုတ်ရင်ပိုက်ထဲမှာလေတွေပွားပြီးလေပူထွက်လိမ့်မယ်မန်နီသူ့ကိုညှို့ကြတော့ဥကိုလေးပဲဒေါသထွက်သွားခဲ့ပါတည်းဟေ့ချွေးမငါအစာချေစနစ်ကောင်းနေမင်းလက်ဖက်ရည်သားလောင်းထည့်လိုက်ပြီးတော့ချွေးမလေးမင်းလက်ဖက်ရည်ကိုတေချာမကြိုချက်ဘူးနှို့စိမ့်အနံ့ထွက်နေတယ်နေ့လယ်ပိုင်းမှာလက်ဖက်ရည်ကိုတေချာကြိုချက်နော်အမေတို့ကနေ့လယ်ပိုင်းမှာလည်းလက်ဖက်ရည်တောက်ကြမှာလား ဘာမှမစားမတော့ကြောက်လိုက်ရင်ဘာလို့တလောက်အံ့အားတင်တဲ့မျက်နှာနဲ့ကြည့်ညာလဲဘသူအိမ်ကနှုတ်ချံလုပ်ငန်းလုပ်ညာလဲငါတို့တို့တနေ့ကိုသုံးလေးချိန်လက်ဖေးတောက်တာတာမန်မန်းလေမဏီကတော့ဒီလိုတွင်းနေခဲ့ပါတည်းအိုဖျားရေဒီเจ้าစဉ်းစားလိုက်တာနဲ့ငါရဲ့အဆောက်တွေတောင်ပေါက်ထွက်တော့မယ်ဒီလိုပူပြင်းတဲ့ရာသီမှာနေ့လယ်ပိုင်းမှာလည်းမီးဖို့ပေါ်မှာလက်ဖေးရလောက်ရအောင်မယ်ဒီလိုနဲ့ပဲနေ့လေပိုင်းဟာလဖြစ်ရခွက်တွေကိုစီးကြောင်းရင်းနဲ့ကိုဆုံးသွားပြန်ပါတည်း အဲ့နောက်မှာယောက်ျားနယ်ခဲဝေတို့ကနှူချံကိုပိတ်ပြီးနှူပုံးကြီးတွေတိတ်လာပြီးတော့ပြောခဲ့ပါတယ်။ဒါကနိလေလက်ဖြစ်ရဲ့အတွက်နို့မန်နီဒါနဲ့လက်ဖြစ်ရဲ့တဲလိုက်နော်။လက်ဖြစ်ရဲ့ထတ်လို့ရမေးဆိုတဲ့အတွင်းနဲ့မန်နီကမျက်နှာရှုပ်မိသွားလို့တော့ပုံ။စိတ်ထဲကတော့ဒီလိုတွေးနေခဲ့ပါတယ်။အိုးဖီးယားရေဒီလိုလက်ဖြစ်ရဲ့တောက်တဲ့ရခမအင်အားတောက်လက်ထက်မိတာကိုငါတကယ်နောက်တရရမိတယ်ဟာ။ဒီလိုနဲ့စိတ်တုန်နေတဲ့မန်နီဟာ မိဖို့ပေါ်မှာလက်ဖြစ်ရလုံနေခဲ့ပါတယ်။နေလေနေအောင်ကြီးကြောင်သူ့ခန္ဓာကိုယ်မှာအနီးကွက်တွေပေါ်လာတော့တာပေါ့ကွယ်။အပူချိန်ကလည်းတော်တော်လေးကိုမြင့်နေတော့ဘူး။ဒီလိုပူပြင်းတဲ့ပူထဲမှာလက်ဖြစ်လုံနေငါတော့ကြိုင်ယောဂရတော့မှာပဲ။ဒီချိန်မှာပဲမန်နီရဲ့ကလေးနှစ်ယောက်ကအကြောင်းကပြန်လာပြီးသူတို့ရဲ့ကျိုးပိုးအိတ်တွေကိုပြစ်ချကာလက်ဖြစ်ရဲ့နှဲ့ကိုရှူရှိုက်ရင်းနဲ့မန်နီစီကိုလာပြီးခဲ့ပါတည်း။မြင်မြန်လက်ဖြစ်လာပြီးဆက်မှာပြီးရင်ငါတို့အင်စာလောက်ရအောင်မယ်။ကလေးတို့ရဲ့ လဖိတ်အမြိုင်မတော့ကြနဲ့လေငါတို့ဒီနဲ့ဟင်းသီးဟင်းရွက်တွေပြင်ထားပေးတယ်သွားစားကြမဟုတ်ဘူးငါတို့လည်းလဖိတ်ရေတောက်မယ်မင်းလည်းတောက်ပါပဲမလားကလေးနှစ်ယောက်စူညံနေတာကိုမြင်တော့မယ်ကြီးကလည်းရောက်လာခဲ့ပါသေးတယ်ကလေးတွေကဒီမှာပါလုံနေကြလဲငါချစ်တောက်တွေမရွေ့ချင်တော့ဘူးလာဝင်လာကြစမ်းမမေကြည့်ပါဦးအန်ဒီကကျွန်တော်ကိုလဖိတ်ရေမပေးဘူးဟေးကလေးတွေငါမင်းတို့ညောက်ကိုပေါင်မုံနဲ့ထောပတ်နဲ့လဖိတ်ရေပေးမယ်ဝင်လာကြစမ်း ဒီအိမ်ကလူကြီးတွေတွင်မဟုတ်ဘူးကလေးတွေတောင်လက်ဖက်ရည်ဆွဲနေကြတာပဲဒီလိုနဲ့တနောက်စီရမက်နေရင်တနေ့တားဟာနွေရာသီမှာသူ့ရောက်ခမတွေကိုလက်ဖက်ရည်တိုက်ကျွေးရင်းနဲ့ကုံဆုံးသွားတော့တာပေါ့ကွယ်မတိလိုက်ခင်မှာပဲမက်နေမင်္ဂလာဆောင်ပြီးနှစ်ပတ်သုံးပတ်ကြာသွားပြီးတော့နွေရာသီအပူချိန်ကလည်းအမြင့်ဆုံးကိုရောက်လာခဲ့ပါတည်းအိုးအမေဘာလို့မနဲ့အစောကြီးဘိုက်အောင်ညာလဲဒါကဒီလိုအပူထဲမှာလက်ဖက်ရည်တောက်တဲ့အကျိုးဆက်ပဲ ဒီလိုနဲ့ဘိုက်သေးကအတန်တွေမြည်နေလို့ဘိုက်ကိုကန်ရင်မဏီဟာမိဖို့ဘောကလက်ဖက်ရည်ကိုထားခဲ့ပြီးတော့ရေချိုးကန်းစီကိုပြေးသွားခဲ့ပါတည်းအထဲမှာဘသူရှိရလဲတကားဖွင့်မအောင်ကျမရှိတယ်ကျမမဆိုင်မဆိုင်မြင်မြန်ထွက်လာစမ်းပါမဟုတ်ရင်ငါအပြစ်မှာရက်နေအကုန်ထွက်ကြတော့မယ်ကျမဝမ်းချုပ်နေလို့အမရဲ့ခဏလေးနေပါအောင်အေးဒီလိုအပူထဲမှာလက်ဖက်ရည်ဆဲခွက်လောက်တောက်နေမှာတော့ဝမ်းချုပ်တော့မှာပေါ့ အဲ့လိုပြောပြီးနောက်ခဏအကြာမှာပဲမဆိုင်ဟာဒေါသတကြီးနဲ့ရေချိုးခန်းထဲကနေထွက်လာခဲ့ပါတည်းဒီမှာအမနေလက်ဖက်ရည်ချစ်သူရဲ့အဆွမ်းရှော့မတွက်နဲ့ဘလူဘင်းရှင်းပြရှင်းပြမန်နီရဲ့ရောက်ခမတွေကတော့သူတို့ရဲ့လက်ဖက်ရည်ဆွဲတဲ့အကျင့်ကိုမပြောင်းနိုင်ကြဘူးတဲ့ကွယ်လက်ဖက်ရည်အများကြီးတောက်တာကြောင့်သူတို့အစားစားခြင်းစိတ်လည်းပျောက်တဲ့ပြဿနာကိုရင်ဆိုင်နေရပါတည်းတချိန်နှင်းမှာပဲရောက်ခမရဲ့တကြားတက်ကတက်လာခဲ့ပါတည်းဒါနဲ့တနည်းမနဲ့မှာတော့ ဒီလက်ဖက်ရည်အယူမို့တောက်တဲ့ရောက်ခမတွေကငါဘဝဒုက္ခပေးနေရပဲဒီနေ့တော့သူတို့သင်ငန်းစာပေးရမယ်အဲ့ဒါနဲ့မန်နီလိန်တီးမခံနိုင်တော့တာကြောင့်လက်ဖက်ရည်တွေကိုတကြောင်တွေအများကြီးထည့်လိုက်ကအရင်ချူသွားပါလို့တယ်အမေအဖေမယီမစိန်မစီအားလုံးလက်ဖက်ရည်တောက်ကြပါအောင်လာပါခဲဦးရောမင်းရဲ့လက်ဖက်ရည်လာယူဥကကလက်ဖက်ရည်တငုံတောက်ပြီးမျက်နှာနီးရေးသွားခဲ့ပါတယ်ချွေးမမင်းဒီနေ့လက်ဖက်ရည်ကိုလူရာထပ်ပူချုံအောင်လုပ်ထားတာမဟုတ်ဘူးလား တရားဖြော်ရည်လောက်ဖြစ်နေပြီအဖေကျမလိုအပ်တဲ့လောက်တရားထည့်ထားတာပါအဖေသူရမိသားစုကြီးလေလက်ဖက်ရည်အမြဲတမ်းတောက်တဲ့သူတွေအဲ့ဒါကြောင့်ကျမလည်းတေချာကောင်းအောင်လှုပ်လာတာပဲရောက်ခမရီလည်းမျက်နှာရှုပ်မဲ့ပြီးတော့ချိုးတဲ့လက်ဖက်ရည်ကိုသာတောက်ကြရတော့တာပေါ့ကွယ်ဒါပေမဲ့လူတိုင်းရဲ့ရှာရီကက်စီးလာခဲ့ပါတဲ့တနေ့မှတော့ရောက်ခမရဲ့ကျမ်းမာရေးချိုးယွင်းလာပြီးမိသားစုဝင်တွေလည်းစိတ်ပူကြကြအောင်ဆရာဝန်ကိုခေါ်လိုက်ပါတဲ့ကြောင်စိုးရင်စရာရှိလို့လားဗျာ ကြည့်ပါဦးမင်းတို့အမေရဲ့တကြားတဲ့နဲ့သွေးဖိအားတွေရမ်းတက်နေတယ်။သူကျမ်းမာခြင်းရဲ့လက်ဖိရည်လုံးဝဖျက်ရမယ်။အများတို့လက်ဖိရည်နဲ့ကျမ်းမာရည်နှစ်ခုတည်းကတစ်ခုကိုရွေးကြပါ။ဒီလိုနဲ့ဆရာဝန်ရဲ့အကြံပေးချက်ကိုလိုက်နာပြီးဒေါ်ယူတင်မဟုတ်ဘဲမိသားစုဝင်တွေအားလုံးလည်းလက်ဖိရည်အများကြီးတောက်တာကိုရှောင်ရှားခဲ့ကြပါသည်။ကျွန်တော်တို့ရဲ့ချွေးမာလီမတ်နေလေးရည်ရည်မှာလက်ဖိရည်လုပ်ပြီးရတဲ့ဒုက္ခကနေတက်တာရရာသွားတော့တာပေါ့ကွယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။